။ဒဇင်ဦးကိုခေါ်ပြီးတော့ကံတော့ကိုပြချင်တာ။ဒါလေးနဲ့စကံတော့မှာစခန်းလေးမှာအပုံနဲ့နေထွက်နေတဲ့စက်ကောင်စီအလောင်းကြီးလာကောက်ကြပါဦးလို့။ဒီနေ့တော့အောင်မွေးသတင်းတွေဝမ်းသာရသတင်းတွေလိန်ပစ်ချတဲ့ဗီဒီယိုတွေနဲ့တောင်းတောင်းပြပြရှိလာတယ်ဗျ။ဒီကြားထဲမှာ BBL ကိုကြေးမှုမောင်ဆောင်ခတနစင်ဝဲမှာတအောင် အောင်ပြီမှာလုပ်တယ်အဲ့ဒီတင်တဲ့စင်ပွဲကိုအန်ယူဂျီရဲ့ဂျမိုင်းနေပြည်ဥကြီးဒေါက်တာဆော်ဝီဆိုဟွန်းတီအန်အယ်ရဲ့ပြောရေးဆိုခွင့်ရှိသူလို့ပြောလို့ရတယ်ဗိုလ်ချုပ်တာအဖုံးချုပ် ICE ရဲ့ဒုတိယဥက္ကဋ္ဌခွန်ပီထူတက်တယ်ဒရင်းတက်ဖို့တွေ့ရတယ်ညီတလိုလိုတော့ရှိလာနေပြီတကယ်ညီပြီးတကယ်တိုက်ဖို့အချိန်တော့ရောက် ထပ်လို့နေကြတယ်လို့ယုံကြည်တယ်။အဲ့တော့ဒီသတင်းတွေအဖြစ်ကိုဒီကနေ့21ရက်နေ့6လ2025ခုနှစ်မှာလူမြတ်ကျော်ကဘာသတင်းတွေပြောပြပေးမလဲဆိုတော့အဓိကကတော့ရန်သူကကြောက်ဘူးတော်ပါစေပြည်သူပေါင်းရှင်နာအတက်ပါစေဆိုရဲ PLA ရဲ့အောင်ဝင်ကန်တော့ဗီဒီယိုကိုအားလုံးကြည့်ကြဖြစ်နေပြီ။ရဟိုင်းနဲ့လေနေတနေ့ကို ုံပေါင်းမြောင်များစွာနဲ့ဘုံအလုံးကြီး900လောက်ကျဲချခဲ့တဲ့နေရာမှာကြံ့ကြံ့ခံတိုက်ပွဲဝင်အောင်မြင်ခဲ့ပြီးတကာလဂုံပြုတ်ချင်းကျူတန်ညမတနိုင်ကလုံးတော်တော်ညံ့နေပါတယ်ဒီတိုက်ပွဲတွေဒီအောင်ပွဲတွေကြောင့်စစ်ကောင်စီဘက်ကစစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးနဲ့စစ်ကောင်စီရဲ့စီရင်အုပ်ချုပ်ရေးတောက်တိုင်မှန်သမျှထိမ့်လန့်တုံ့နှုတ်ချုပ်ချား နေပါလေတဖက်မှာပဇင်ဦးလို့အုပ်စုဆိုရေဗျာပဇင်ဦးအုပ်စုဒဇင်ဦးအုပ်စုတော့အတိတ်ပဲတမျိုးဖြစ်တော့ပါဒဇင်ဦးလို့ဆိုရင်ကန်တော့ကိုပြန်ရပါပြီဆိုပြီးတရင်မှဖြန့်ပြီးပြိုင်နေဝမ်းချနေတာမျိုးတွေ့ရတယ်စစ်တပ်ပိုင်းဝိုင်းတစ်ခုလုံးမှာကန်တော့တိုက်ပွဲဟာလေးနဲ့အခုတ်ပေါင်း200ကျော်လေး လင်းနဲ့ဘုံပေါင်း900တော့ကျဲချခဲ့တာတော့လက်လို့ဆုံးရှုံးလိုက်ရတဲ့အတွက်ဖက်စစ်တဲ့လေရအပေါ်မှာလဲစစ်ကောင်စီအတိုင်းဝိုင်းနဲ့တူလောက်ကစစ်တီစစ်သားစစ်ပူအများကမယုံကြည်တော့တာမျိုးကျွန်တော်တို့ကြားရတွေ့ရတာနောက်ထပ်နောက်ချိုမှာကြည့်ခုနှစ်ယောက်မှာ DNA နဲ့ပူပေါင်းတက်တွေနဲ့တိုက်ပွဲဖြစ်နေပါတယ်စကားစံနဲ့ ဖက်စစ်တပ်ရဲ့ပြန်လည်ပူးပေါင်းတပ်တွေဟာကျေးရွာခုနှစ်ရွာနောင်ချူမြို့မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီးဖက်စစ်တပ်ကတော့လက်နက်ကြီးပေါင်းရာနဲ့ချီနဲ့ဒရုန်းတွေနဲ့ဘုံ30နဲ့တလုံးကျဲချခဲ့လို့ဒီကနေ့ဒီကဒီပြောပါတယ်အဲ့တော့ဇွန်လ20ရက်နေ့မနက်ပိုင်းမှာပိန်နေကုန်ညံတော့တိုက်ပွဲဖြစ်နေတရကုန်းနဲ့ကန်ကြီးမှာတိုက်ပွဲဖြစ်နေလက်နက်ကြီးအလုံး20နဲ့ဘုံ70လုံးဒရုန်းတွေကျဲတယ် လက်ပံဂုံးနဲ့လိုင်ဝဲကျေးရွာမှာတိုက်ပွဲဖြစ်နေလက်နက်ကြီးလေးသက်6လုံးနဲ့ဂုံး6လုံးကျေးတယ်အဲ့ဒီမွန်လွဲပိုင်းမှာပဲဒီကနေ့20ရင်းနေမွန်လွဲပိုင်းမှာပဲရွှေသွန်းကျေးရွာမှာတိုက်ပွဲဖြစ်တယ်လက်နက်ကြီး53လုံးနဲ့ဒရုန်း5လုံးနဲ့ဘုံကျေးတယ်ဓမ္မဆက်ကျေးရွာနဲ့အုံတီမှာလည်းထိတွေ့တိုက်ပွဲဖြစ်တယ်ရေမောင်းတန်းညောင်တန်းကျေးရွာတိုက်ပွဲဆက်ဖြစ်နေဆက်ရှိရနေမှာဆိုရင်ညံတော်ရွှေသွန်း လက်နက်ကြီး38လုံးဖြစ်တယ်ဘုံးဆက်ကိုကျေတယ်အဲ့တော့မမင်းညောင်တော့ဝယ်အောင်ငလင်းတန်းကြောက်ရတဲ့ကာလမှာတလအဖြစ်ရထားပြီမဲ့စစ်တပ်ဟာတော့ဆက်လက်ဖိုးစစ်ဆင်နေလေရှိတဲ့အတွက်ပြန်လဲခုရကာဝေးရေးအတွက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်လျက်ရှိပါတယ်နော်တပြင်းမှာကျွန်တော်တို့ဒီကနေ့ဒဇင်ဦးကို ဂုံဆွဲခေါ်ပြီးကန်တော့ကိုခေါ်သွားချင်တဲ့အကြောင်းလေးသူ့ကိုပြောပြပေးပါဦးအဲ့တော့သင်ဦးကတော့ဒီကနေ့မှာကန်တော့နဲ့ပတ်သက်ပြီးပြန်ရပါပြီလို့ပါတို့ပြောနေတာပေါ့ဗျာနော်ဒါပေမဲ့မရပါဘူးကန်တော့အာဆီယံလမ်းမကြီးပလဲကန်ပေါ်လမ်းပိုင်းအိန္ဒိယအထိလမ်းပေါ်ပြီမဟာပြောရအရေးပါတယ်ပလဲစခန်းပြီးအကြီးဆုံးစခန်းစီးရီကုန်းနဲ့ ကျွန်တော်အင်မတီပြူရွာတွေဝိုင်းရံပြီးတော့ကန်တော့ဇီဘီကိုအင်မတီပြိကံပုံတောင်းနေပလဲကိုထိန်းလာတာကန်တော့ရရင်ပလဲမှာတခါလေးကြောက်ပါဝင်တိုက်ပွဲဝင်တဲ့တပ်ပေါင်းစုကတော့ PLA စစ်ပုံတကြဥဆောင်မှုကောင်းကောင်းနဲ့တိုက်ခတ်ခဲ့ပြီးတော့ကျွန်တော်တို့ AVDF ပြည်သူညီညွတ်ရေးတပ်ဦး BUF ရေမပိတ်ခဲ့အမတ်စက်တက်ရင်ချက်တဲ့နဲ့တောင်းတော့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး PLDF တောင်းနဲ့နေဇီးမချပျောက်ကြားတက်ဖွဲ့တပီတော့ပြီးတော့ကဝေးတက်ဖွဲ့မြန်ဟိုင်ပြီးတော့တော်လိုင်းလယုံတက်ဖွဲ့ PRAF အညာပြူဟာတက်ရင်တင်96ဆိုကြဇေယျလွေလို့တက်အညာမြေတက်ပေါင်းစုတို့ကမဟာမိတ်ပေါင်းမြောက်များစွာနဲ့တက်ပေါင်းစုဖွဲ့တိုက်ခတ်ခဲ့ကြတာတွေ့ရပါတယ်နော်နောက်တစ်ခုကဒီနေ့ဒုနုကြကြ အုတ်ချုပ်ရည်မှုရဲ့တူတယောက်စစ်မှုတန်းခေါ်ဝါပြီးမတာပေါ်ဝါလို့အလောင်းလာထုတ်ခိုင်းပါတယ်အုတ်ချုပ်ရည်မှုရဲ့သာသမီမြင်းမြင့်တူတူမအကုန်လုံးစစ်မှုထမ်းဖို့စစ်ခေါ်မယ်ဆိုတဲ့သတင်းကြီးကြားနေရတယ်လို့တချို့အုတ်ချုပ်ရည်မှုတွေရဲ့ဆွေမျိုးသားချင်းတွေအကုန်စစ်မှုထမ်းရမှာဆိုလို့ဘပြေးကုန်ကြတယ်အဲ့တော့ပြည်သူလူထုကအဲ့ဒီအုတ်ချုပ်ရည်မှုတွေရဲ့ ဇနီးသားသမီးဆွေမျိုးတွေမှန်သမျှစည်ရင်းလို့ထားပြီးစစ်တပ်ကိုပို့ပေးကြတယ်ဟာပေါင်လေးကတိုက်ပွဲတိုက်ကြပါတနင်္ဂနွေဒေါ်လာရင်းနဲ့ပေါင်ပြင်ကတိုက်ပွဲတွေကတီးနှံတိုက်မှာဖြစ်ပြီးပေါင်လေးကတိုက်ပွဲဟုတ်ပြီမင်းတို့စစ်တပ်ထိန်းချုပ်ထားတဲ့နေပြည်တော်မှာငါတို့နေဘလို့တိုက်နေသူရိုးနဲ့သူထိုးရမယ်ဒီလူကတကူပြောပြလိုက်တယ်မတိရောက်ကအုတ်ချိုအမှုရဲ့တာသမီးဇနီးအဲသစားကြည့်တယ် but the session to about still be ပေါ်တာဆွဲပြီးသူစစ်မှုထမ်းကနေပြီးတော့ထွက်ပြေးကြရင်စနေလုံးပြီးအမိမတိရက်ွက်နေပြည်သူဆိုပြီးစစ်တပ်စီတရင်နေပေးပို့ကြပါဗျာပြည်သူတို့စက်ကျင်းကောက်နေတဲ့ကောင်ကြီးဒီတစ်ခါလူမျက်ကျော်ပြောတဲ့အတိုင်းသာရက်ွက်ထဲကပြည်သူတွေလုံးမယ်ဆိုရင်သူတို့ကိုယ်တိုင်စစ်တပ်ကိုစက်ကျင်တာပါလေကျော် အဲ့တော့တိုက်ပွဲတစ်ခုခေါ်ကြရအောင်ညီမတိုင်းလုံးကပြည်သူလူထုပေါင်းလို့ခင်ဗျာရက်ကွက်ကျေးရွာအသီးသီးမှာရှိတဲ့အုတ်ချုပ်ရည်မှုတွေရဲ့တားသမီးဇနီးဆွေမျိုးတားချင်းတွေစိတ်ရင်းကိုလှုပ်ပြီးပြည်သူစစ်မှုတရားရှောင်ပြေးနေသူများဖြစ်သည်တို့မို့ပြည်သူစစ်မှုတရားကြံရှိနေသူများဖြစ်သည်ဆိုပြီးမြို့နယ်ထွေဥတို့မို့မြို့နယ်စစ်ဒေသတိုင်းစစ်ဒေသတို့ အမိမတိရက်ွက်ပြီးပြည်သူများဆိုတဲ့ခေါင်းစဉ်နဲ့အခုချက်ချင်းဆိုင်မ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 နက်ကြံကစပေးပို့ကြတော့ကိုခေါ်ရအောင်မင်းတို့အရန်စွန့်နေလားနောက်ထပ်အောင်ဝဲကြည့်ဖို့ဖတ်ပြောပြမယ်နောက်ထပ်အောင်ဝဲနားဆိုင်ကျုံတိုးမှာအောင်စီရပ်စစ်ကူလာတဲ့စစ်ကြောင်းဆိုတော့စကူရနေမှာကဲနလီပူအောင်တက် PDF အပဖြတ်တိုက်30တင်နော်အဲ့တော့လက်ငခဲအမြောက်အမြားတင်စီရမိခဲ့တာတွေ့ရတယ်အဲ့ဒီစစ်စီမှာကဲနလီဥဆောင်ရဲ့ထူးခြားတဲ့ပါဝင်တဲ့တက်တက်တက်ကနေတွေ့လေရတယ်အာ MA ဂျာမန်ယာမွန်တက်တော်တွေနဲ့ပူးပေါင်းတက်ဖွဲ့တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရတယ် ဲ့တော့ကျုံတို့ကိုစစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက်ဒေတာကန်ဒီဂယုတစိုက်တွားလာတယ်ကျုံတို့စစ်ကူတက်လာတဲ့စစ်ကြောင်းကိုဖျက်တိုက်မှုမှာတည်ရင်မှုဒုတည်ရင်မှုဘုံမှုအပါအဝင်စေဦးမိတာလေးကိုတည်ရတယ်နော်ဒီအခြေအနေတွေကိုကျွန်တော်တို့အသေးစိတ်ကိုတော့ထပ်မံထုတ်ပြန်ပြီနောက်တော့ဘကူးတိုင်းလက်ပန်းမှာဘာလေးပြည့်လဲဒီဟာ လက်ဗရာနီတက်တိုက်နေပြီဆိုတဲ့အခြေအနေကိုကျွန်တော်တို့ကြားနေရပြီခေါတိနေကရန်ကုန်ပြည်ကားလန်တီတက်တိုက်ဒီနေ့ဘဘိုးတိုင်းလက်ဗရန်လက်ဗရန်ဆိုတာဒီမိုကရေစီကျောင်းသားတပိတ်စစ်ကြောင်းဒီမိုကရေစီပညာရေးကျောင်းသားတပိတ်စစ်ကြောင်းကြီးရန်နာခဲ့တဲ့မြို့လက်ဗရန်ရဲ့ရန်ကုန်ထဲဟာဘလောက်မှမဝေးဘူးလက်ဗရန်တာဝီ30နော်ဘဘိုးယူအဆက် ရွာငန်ကြီးရောမှာအင်အား30နဲ့တက်ဆွဲတာလေဖက်စစ်တက်စစ်သားတွေတိုင်းသုံးလုံးရှိအနှစ်တက်ခွဲနှစ်တက်ခွဲသုံးတိုင်းအဝရီကေပကပအမတ်တေတက်ကရေတက်ခွဲဘူဝတ်တိုင်းမနေ့တည်းကတက်ဆွဲတာလားလူဘဝတွေကစာသင်ကျောင်းတွေအင်ဒီထဲမှာတက်ဆွဲတာအင်အား30ဝေတိုက်ပါလေလက်ပြအဲ့တော့တည်တယ်ဗျာ ဖက်စစ်တာဘယ်တော့မှနိုင်ဘူးလို့ပဲရှင်းရှင်းလေးရှင်းအောင်ပါပါဒါပေမဲ့ရန်သူကိုထင်သေးလို့မရပါဘူးရန်သူကြောင့်ကိုကြောင့်သိရပါမယ်ရန်သူလက်နဲ့ကိုလက်နဲ့ဖြစ်စီဖို့ရန်သူရင်းမြစ်ကိုရင်းမြစ်ဖြစ်စီဖို့အမြဲတမ်းပြင်ဆင်ထားကြဖို့လိုပါတယ်ဒီနေရာမှာရန်သူအတွက်အကြောက်ဆုံးသောရန်သူကတမန်တရှောင်းမှာအကြောက်လန့်ဆုံးလက်နဲ့တစ်ခုကျွန်တော်ပြောပြပါ ညှိညူရေးပါဂျန်နဝါရီကျွန်တော်တို့ပြည်သူလူထုနဲ့တိုင်းသားအီအော်တွေနဲ့ PDF တွေနဲ့ NUG နဲ့ဘုန်းကားနဲ့ BBL နဲ့ BRN နဲ့ PL နဲ့ဒီတက်တွေအားလုံးညီဝါမှာအမှုမျိုးဘုံပေါက်မှာတဲ့ကြောက်ပါလေဆိုတဲ့ကြောင်းကနဦးပြောရင်ဒီနေ့မောင်ဆောင်ခရဲ့ BNR BBL တင်းနှင်းဝဲအန်ယူဂျီဝန်ကြီးတပါတက် ICE ကခုံးပြီးဒုဒုတိယဥက္ကဋ္ဌတက်နေတယ်။တင်းလေရဲ့ဘုဂျုတာဘုဂျုတက်နေ။အရကတ္တတို့ရတောင်ရှိသူတွေတက်တယ်လို့ချားရတယ်။ဒီဓာတ်ပုံလေးဒီဒီဗီဒီယိုလေးတွေကိုကြည့်ရင်းနဲ့စိတ်ထဲမှာဖြတ်ခနေဖြစ်တာကတော့တကယ်ညီလိုက်ကြရင်ဖြစ်မနဲ့ဖြန်တော့စစ်တက်ခွေပြီးပြရနိုင်လေဆိုတော့သတိရမယ် ဲ့တော့ဗမာပြည်မှာလက်ရှိအချိန်မှာတော်လိုင်းတက်တွေအများကြီးရှိနေတယ်။ညီကြညွှတ်ချမှုတတိုင်းပြည်လူပြည်သူလူထုကဆန္ဒပြတောင်းဆိုနေကြတယ်။ဖက်စစ်တပ်ကအမြန်တိုက်ပါတော့ဆော့အောင်နေကြတယ်။ရန်ကုန်ကိုတိုက်ပါတော့မန္တလေးကိုတိုက်ပါတော့နေပြည်တော်ကိုတိုက်ပါတော့တိမ်းကြပါတော့စစ်တပ်လက်အောက်မှာမနေရရင်ပြီးရော။ဒါပေမဲ့လည်းစစ်တပ်ကဒီအနယ်လေးသိမ့်မဲ့တဲ့နေပြည်တော်မှာဘာဖြစ်နေပြီ။မင်းတို့တွေ့လား။အမန်ဒီသိမ့်မဲ့တဲ့နေပြည်တော်မှာဘာဖြစ်နေပြီ။မင်းတို့တွေ့လား။ ဆိုပြီးအပြည့်အနံဝါရဖြန့်နေကြတာကိုတွေ့ရတယ်။သို့တော့သမိုင်းတစ်လျှောက်မှာရုံမာခဲ့တဲ့ဖက်စစ်တပ်ရဲ့စကားချင်းကြားရည်ယူဆိုတော့ပြည်သူတို့ကမယုံဘူး။ဒါပေမဲ့တချို့ကိစ္စတွေလည်းတိုင်းသားနေပြည်တော်မှာတကယ်ဖြစ်နေတာရှိတယ်။အုတ်ချုပ်ရေးအထိုင်မချမှုတွေဥပဒေစုံအားနေသေးတာကြီး ရန်သူကအချိန်ကြီးလေမြန်နဲ့ဘုံကျဲနိုင်တာကြောင့်ညရနိုင်ရဆွေးရနွေးရအတိုးအလျှော့အဖိအဖို့တွေလောက်ရတာရှိတယ်ဒီဒေါ်လာကြီးမှာကျွန်တော်ညံချစ်ချင်တဲ့နှလုံးသားကြီးကြီးကြွားကြရလိမ့်မယ်လူတိုင်းမမကင်ဘူးကျွန်တော်လည်းမမကင်နိုင်ဘူးမမတော့မှခွင့်ပြုရတယ်တော့စစ်တမ်းနဲ့လောက်ဝါမရိုက်တဲ့ပြည်သူကိုမစော်ခါနဲ့ဒီနှစ်ချက်မဟုတ်တော့ အခြားသောမှားယွင်းမှုအနှဲငယ်တွေကိုကျွန်တော်တို့နားလေအီးကန်ခွလို့ရှာပါတယ်။ရှာအောင်ကြိုးစားရမယ်။တပေါင်းစုညီညွတ်ရေးနိုင်ငံဆိုင်ရာဒါဝင်ဖြစ်ပေါ်မှုအတွက်ဒေါ်လေးခေါင်းဆောင်တွေတမှုတမင်းတွေကတော်တော်ကြီးကြီးနားလေမှုရှိရှိတီးခန့်ခွလို့ပြီး join အရှင်ဆိုတဲ့ပူပေါင်းဆောင်ရွက်တိုက်ခိုက်မှုတွေဆောင်ရွက်ပြီးတကာလာမှာမဟာမိတ် နိုင်ငံကြီးမဟာမိတ်စီကြီးမဟာမိတ်ဒါမှတစ်စစ်နိုင်ငံတည်ဖက်ဒရယ်ဒီမိုကရက်တစ်စီကိုတွားကြရမှာဖြစ်တယ်ဒီကနေ့တော့ညီကုန်းနေတဲ့ကော်တူးလေးအစိုးရဖွဲ့စည်းမှု80ရာခိုင်နှုန်းပြီးစီးနေပြီလို့ KNU ကိုပြောခွင့်ရဖလိုဆော့တော်နီရဲ့ပြောဆိုချက်ကိုထက်ကနေကြားမိလိုက်ပါဖတ်မိလိုက်ပါအဲ့တော့ကိုတူးလေးပြည်နေပြည်ကိုတီထောင်မယ်ပြည်တော်စုမှာပါဝင်မယ်လို့ပြောတာရှင်းရှင်းအကျယ်မကျယ်တော့ တပတ်မှလည်းအာရခတ်တော်ကြီးကရခိုင်ပြည်သူတော်လှန်ရေးအစိုးရဒီကနေ့နောက်ဆုံးကော်ဒူလီပြည်အစိုးရ ICE ကရင်ပြည်ပြည်နယ်ဂျာကာလာအစိုးရတအောင်တောင်ပြည်ဂျာကာလာတောင်ပြည်ကောက်စီ MNDA အထုတေတာအစိုးရလက်လောတီရလောက်တော့အစိုးရ9ရက်6ရက်လောက်တော့ပေါ်နေပြီအမျိုးသားညီညွတ်ရေးအစိုးရနဲ့မိခဲ့သူပေါင်းဆက်ဆောင်ရွက်နေသည်လေနိုင်ငံကြီးရာ စီးရဘလို့ဘူပေါင်းပိုင်ပွဲဝင်ကြနေလဲဆိုတာကိုပြည်သူလူထုကစိတ်ဝင်စားစောင့်မျှော်နေရတယ်တင်းတယ်လက်ရှိအချိန်မှာတော့ဒုသညညရဲ့အစိုးရအပေါ်မှာပြည်သူလူထုဟာအားမလို့အားမရဖြစ်မှုတွေနားလည်မှုတွေတာတွေမေယုံကြည်မှုတွေအများအပြားဖြစ်ပေါ်နေတာတွေကိုတော့နေမရဘူးဒါမျိုးကိုအမျိုးသားညညရဲ့အစိုးရဆိုတဲ့ပုဂ္ဂိုလ်လူကြီးများကအရှိန်နားလည်ပြီးပြည်သူကိုရှင်းလင်းတင်ပြရန်တောင်းရင်ရှိတယ် အဲ့ဒီတာဝန်ပြက်ကွက်မှုမှာနောက်တစ်ချိန်မှာတာဝန်ခံခဲ့ရတယ်။အန်ယူဂျီမျိုးသားညီညွတ်ရေးအစိုးရတိုင်းမှာတကယ်ဘေးဆက်ဆွန့်လို့တကယ်လောက်ကန်ရဲ့လူတွေနစ်နာသွားရင်နစ်နာရင်မကောင်းဘူး။ဒါတွေကိုကျွန်တော်တိုက်တွန်းလိုပါတယ်။အဲ့တော့လူမျက်ကြော်ရင်မင်းတို့တော်လိုင်းရေးဖို့ကွာငါတို့ကစိတ်ဝင်စားပါတော့လေ။ငါတို့တော်လိုင်းရေးမင်းတို့တော်လိုင်းရေးတော့မဟုတ်ဘူးပြ။တတိုင်းပြည်လုံးအတွက်တော်လိုင်းရေးကိုခင်ဗျားတို့ စိတ်ဝင်စားသည့်ဖြစ်စေမစားသည့်ဖြစ်စေတော်လန်ကြီးဟာခမားဘူးစီကိုရောက်ကိုရောက်လာလေနိုင်ငံကြီးဟာခမားဘူးစီကိုရောက်ကိုရောက်လာလေမယုံရှိနေကိုရက်တွေကမြောင်းမြကစာတင်ကြောင်းတောင်းမှာမိန်ကလေးချင်းပားရိုက်နားရိုက်ပြီးမမရရိုက်လုပ်တဲ့ဗီဒီယိုတွေကျောင်းသားလူငယ်ချင်းထိုးချစ်ကန်ကြောက်တဲ့လူငယ်တွေဗီဒီယိုတွေဒါတွေကျွန်တော်တို့တွေ့ရတယ်ဒါနဲ့တက်တူပဲ တစ်တော့စာမျက်နှာတက်မှာကယ်လီယိုပထရာတချင်းနဲ့ join ရတယ်လို့ရတယ်။ဒါနဲ့ထပ်ပြီးတော့ဈေးရောက်မပြတ်တူတွေ့ရတယ်။ထပ်ပြီးတော့ကိုယ်နဲ့ဘာမှမဆိုင်ဘူးကိုလုံးချင်ရဘူးဖိနှုတ်ခေါင်းလုပ်တယ်တွေ့ရတယ်။ရောက်ကြပါ။အဲ့ဒီနိုင်ငံကြီးအဲ့ဒီတော်လှန်ရေးဟာခင်ဗျားတို့နဲ့ဆိုင်တာမဆိုင်တာဆိုရင်လန်ထစ်ကကုံစုံဆိုင်ဖို့တော့ကြည့်လိုက် ကော်ဖီမီတထုတ်တကူဘလောက်ဖြစ်သွားလဲစတန်ဒဘီဘလောက်ဖြစ်သွားလဲရွှေဈေးဘလောက်ဖြစ်သွားလဲကစွန်းဈေးဘလောက်ဖြစ်သွားလဲဂျက်ကွန်ဈေးဘလောက်ဖြစ်သွားလဲဒါတော့လက်ရှိအင်တာနက်တော့မှအဆင်ပြေတာရှိချိုးလို့ဝါမိနေပုံမှန်လာနေတာခင်ဗျားတို့တိုင်းကြီးအရန်အဆင်ပြေနေတယ်လို့ခင်ဗျားတို့ပတ်ဝန်းကျင်ကြီးအရန်တာယာနေတယ်လို့ခင်ဗျားတို့ထင်တာ တခုမဲ့ပြောလိုက်ပါမယ်။ခင်ဗျားတို့ ਨੇ စတိုင်ဒီဖြစ်စေမဆိုင်ဒီဟုခုတတ်မှတ်ပြီးဖြစ်စေဒီနိုင်ငံရဲ့စနစ်ပြောင်းလဲမှုမှာဒီနိုင်ငံရဲ့တော်လှန်ရေးဟာခင်ဗျားတို့ listen ဘဝဒီနေတိုက်ရိုက်တဆန်လာတဲ့အချိန်ကြာမိကေပါအဖေကေပါအမလေးပါလို့တောက်နိုင်စေချဖို့ဒီမဲ့ကြောင့်ဒီနေ့ကတတိခက်ချက်ချက်ပြီးနေရခြင်းဖြစ်ပါတယ်အဲ့တော့ နိုင်ငံရေးတော်လှန်ရေးမှာအပါအဝင်ကျွန်တော်အပါအဝင်အားလုံးသောတော်လှန်ပြည်သူများခင်ဗျာနမတိလက်ရှိပြစ်ဆုံးပံမှာကိုရက်တီရှင်တန်နေတဲ့အခြေအနေကိုအောင်းမနာတယ်တောက်တပ်ပါနမနဲ့အတိတ်ကရက်တီရှင်တန်ခဲ့တဲ့ပုံစံကိုအမှန်တိုင်းမထုတ်မညာမြင်မြင်အောင်ကြည့်ပါခင်ဗျားတို့အနာဂတ်အတွက်ခင်ဗျားတို့ဒါဆိုရင်ရုပ်လုံးပေါ်နေမှာ အမျက်ကြော်ရေးတရားပါပဲ။ညညပြီးတော့ပါပဲ။အောင်ကျေးဇူးတင်ပါတယ်။